ပဂန်ဒေတာမှာဟိုတယ်တွေနဲ့ဖျားတချို့ကိုထီးတော်တင်ထားတဲ့အတွက်ကမ္ဘာအမွေနှစ်စည်းရင်းကနေလွှဲကြော်ခဲ့ရတယ်လို့တမိုင်းပညာရှင်တွေကပြောဆိုပါတယ်။ဦးပြိုးစော်လင်းသတင်းပေးပို့ထားတယ်နော်။ပဂန်ဒေတာကိုလွန်ခဲ့တဲ့10နှစ်ကလေးကကမ္ဘာအမွေနှစ်စည်းရင်းဝင်ဖို့ယူနက်စကိုအဖွဲ့ကလာရောက်စစ်ဆေးခဲ့ပေမဲ့ရှီယောင်းနယ်မြေတွေထဲမှာအစင်းမြေဟိုတယ်တွေရှိနေပြီးဖျားတချို့မှလည်းရှီယောင်းအမွေနှစ်ထိန်းသိမ်းပြုပြင်ရေးစံနှုန်းတွေနဲ့ကန့်ညီမှုမရှိတဲ့ပြုပြင်မှုတွေကြောင့်ကမ္ဘာအမွေနဲ့စင်ကလွဲချော်ခဲ့တာဖြစ်တယ်လို့ပြောဆိုလိုက်တာပါ။ဒီနှစ်ကိုတူရစ်နဲ့တန်းလာတယ်ဆိုရင် နှစ်တန်းလာမှာပဲဟိုတယ်ပဲနေရာဆောက်ထားတာသူတို့တဲမှာပဲအဲ့တော့နိုင်ငံခြားဝင်ငွေအနေနဲ့ကထိခိုက်စရာမရှိဘူးဒါပေမဲ့ရှောင်းစုံထဲမှာဟိုတယ်တွေဝင်နေတဲ့အတွက်ပကံဒီကမ္ဘာလူသားအမွေအနှစ်စီရင်ဝင်ဖို့ပေးဖို့မှာကြတော့ UNESCO စီကံတဲ့ဖော်မွေနေတဲ့အတွက်အဲ့ကြတော့ကိုတိုင်ပြည်အတွက်ကိုတိုင်ပြည်ရဲ့တမိုင်းကြောင်ယဉ်ကျေးမှုကြောင့်နင့်နာတော့ပေါ့နော်ဟိုတယ်တွေ ဟိုသူ့နဲ့သူ့တက်ဆိုင်ရနေမှာရွှေဆောက်လိုက်တာဝင်ဝင်ဘာမှမထိခက်ဟန်လင်းတေခတိယာဗေဒနိုစားတဲ့မြို့ဟောင်းတွေကိုကုလသမဂ္ဂပညာရေးသိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ UNESCO ကကမ္ဘာအမွေအနှစ်စည်းရုံးဝင်ပြသတ်မှတ်ခဲ့ပြီးမြမယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ပကံကိုလည်းကမ္ဘာအမွေအနှစ်စည်းရုံးဝင်ဖို့ယဉ်ကျေးမှုဝန်ကြီးဌာနကကြိုးပမ်းနေတာဖြစ်ပါတယ်မြန်မာတနိုင်ငံလုံးမှာယဉ်ကျေးမှုနဲ့ရှီအောင်အမွေအနှစ်တွေဖြစ်သတ်မှတ်ထားတဲ့နေရာပေါင်း46ခုရှိပါတယ်ဟိုကျွန်တော်တို့ repair ဆိုပြီးပြန်ပြင်နေဆိုမဲ့ပြင်တဲ့ဟာဒီမှာ ဟိုတရားတတ်ရမှုမရှိတာတို့နောက်ဒီဖျားတွေကိုတဆူချင်းလိုက်လဲထင်းသိမ်းမှုအားနေတာပဲလားထင်းသိမ်းလို့လဲမရတာလားဘာတော့မသိဘူးနည်းနည်းထင်းသိမ်းမှုလေးတော့နည်းနည်းလိုတာပေါ့နော်ကျွန်တော်တို့အမြင်မှာတချို့ဆိုဖျားတွေတချို့မှာဖျားတွေမှာဆိုရင်တစ်ပင်နေပေါက်နေတာဖျားတွေလည်းရှိတယ်နောက်တချို့အုတ်စီယိုးတွေမှာဆိုအပင်တွေပေါက်နေတာရှိတယ်ဒီအပင်ပေါက်နေတာတွေကိုရှင်းလင်းဖို့ဘာလို့ဆိုတာတော့ အစိုးရတစ်ခုတည်းနဲ့လည်းရတော့မရနိုင်ဘူးထင်ပါတယ်ပြည်သူတွေရောအားလုံးပါဝင်ပြီးလုပ်ကြမယ်ဆိုရင်တော့ပိုကောင်းတာပေါ့နော်အဲထိမ့်သိမ့်မှုဘိုင်းဆန်ရနဲ့ပြုပြင်မှုဘိုင်းဆန်ရမှာအစ်တတလူဖြစ်ဖြစ်သွားတဲ့ဟာလေးကြတချို့ဟာလေးကြတော့ဧည့်သည်တွေအနေနဲ့ကြတော့နည်းနည်းစက်နှစ်တမှုလေးတွေနည်းနည်းနေသွားတာလေးရှိတာပေါ့အရာဝတီမြည့်ရဲ့ရှေ့ဘက်ကမှတည်ရှိတဲ့ပကံဟာမြန်မာနိုင်ငံရဲ့ပထမဦးဆုံး AK နိုင်ငံဖြစ်ခဲ့ပြီးအနော်ယထာကျန်စစ်သားအလောင်းစီသူမင်းတွေလမ်းဆက်ရာနေရာလည်းဖြစ်ပါတယ်။ AD ဆေယာစုကနေ14ရာစုအတွင်းတိစောက်ခဲ့တဲ့ပကံမြို့ဟာ မန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့နယ်ပြင်မှာတည်ရှိပြီးစီတီဘရိုဖျားကျောင်းကအဆောက်အဦပေါင်း3000လောက်ရှိပါတယ်ကျွန်တော်မျိုးစော်လင်းပါ